ားလုံးပဲမင်္ဂလာပါဒီနေ့တချင်တင်မဲ့တင်ခဲ့ကြတာတော့ခန်း3လေးတင်ခဲ့3.5ကနံပါတ်1ပဲဖြစ်ပါတယ်နံပါတ်1မှာဆိုရင်ကျတော့ downline မြောက်တာပေါ့နော်ဟုတ်ပါတယ်ကို downline မြောက်ပါတဲ့ဟုတ်ပြီနံပါတ်ကကြီးက 2c-5d ကိုကျတော့ -4c နဲ့ညောင်းမယ်သူက downline မြောက်တယ်ပေါ့နော် downline မြောက်တယ်ဆိုတာကျတော့အပေါ်မှာတခုရေးမယ်အောက်ကဟောကဒီရေးအောက်ကညောင်းရင်းအဲ့လိုမျိုးရေးတဲ့အားကိုပြတာပေါ့နော်ဒါဆိုရင် -4c နဲ့ -5d နဲ့ကိုညောင်းတဲ့အခါမှာ minus နဲ့ minus နဲ့ဆိုရင် plus ရပါမယ်၄၅၄က20 ော်တော် plus 20 c ဒီပေါ့နော်အဲရှေ့က minus plus 2 c နဲ့ minus 4 c နဲ့ကိုပြတဲ့ခါမှာဒီနယ်ကြီးကရှေ့ဆိုတော့ minus 8 minus 8 c square plus 20 c ဒီပေါ့နော် minus 8 c square plus 20 c ဒီရပါတယ်အဲ့တော့နမခဝေက 2a 3b ကို -3a b နဲ့ညွှန်ပါမယ်။ဒါဆိုရင်ရှင်ရင်တော့ -3a b နဲ့3နဲ့ညွှန်တဲ့အခါမှာ -plus ဆိုရင်-ဖြစ်မယ်။ဆိုတော့၃၃ကြီးက ် AI ဘောเนาะ B က BB စင်းမြောက်တော့ B နှလုံးမြောက်တော့ B square ဘောเนาะဒါဆိုရင် mine နဲ့ nine AB square ရပါတယ်။ရှေ့က2 A နဲ့ mine နဲ့3 AB နဲ့မြောက်တဲ့အခါမှာ3နဲ့4က6 -6 A square B ဘောเนาะဒါဆိုရင်ရှေ့က -6 A square B ရပြီးတော့နောက်ကကျတော့ mine နဲ့ nine AB square ရပါတယ်။နောက်ကနံပါတ်ကားငယ်ပါနံပါတ်ခငယ်ခငယ်ကတော့ 3z² 7z 2ကိုဆို5 z နဲ့မြောက်မယ်အဲ့တော့အကုန်လုံးအပေါင်းတွေပဲဆိုတော့ဒီလိုအပေါင်းလက်ကနိုင်နေရမှာပါ Pfizer နဲ့ဒုတိယမြောက်ရက်ခါမှာတန်းဆက်ရပါတယ် Pfizer နဲ့ Seven Z နဲ့ကိုတန်းမြောက်ရက်ခါမှာ35 Z square ရမှာပေါ့ဇနလုံးဆိုတော့ဒါက Pfizer နဲ့3 Z square မြောက်ရက်ခါမှာအဲ15မှာတော့55ဇနလုံးနဲ့တစ်လုံးနဲ့ဆိုတော့ဇက်ကသုံးလို့ရတယ်ဒါဆိုရင်15 Z square plus 35 50 Z2 plus 35 Z2 plus 10 Z ရပါတယ်။ကောင်းငယ်ပြီးတော့ကျတို့ကကြီးပေါ့နော် ကာကြည့်ရတဲ့ဒီလို5 square minus 28 1အဲ့ဒါကို minus 38 square နဲ့ညောက်မှာပါအဲဒီ minus 38 square တက်ရီက minus 38 square ပဲရပါတယ် minus 38 square နဲ့ minus 28နဲ့ကိုညှက်တဲ့အခါမှာ minus နဲ့ minus နဲ့ဆိုတော့ plus ပေါ့နော်သုံးနဲ့လီက6 8 square နဲ့8နဲ့ဆိုတော့8ကြည့်ရပါတယ်ဒါက minus 38 square နဲ့ဟိုရှေ့ဆုံးက5 square နဲ့ညှက်တဲ့အခါမှာအဲ minus 3နဲ့5နဲ့ညှက်တဲ့အခါမှာ minus 15ရပါတယ်8 square နဲ့8 square ညှက်တဲ့အခါမှာ8 power 4ရပါတယ်ဒါတင် minus 15 8 to the power 4 plus CA2 minus 3 is square ဖြစ်ပါတယ်။ဒါကြည့်ပြီးတော့ငါပါ။ငါကကျတော့ 3R plus 2RT minus 4T square ဒါကို minus 4T ကျနဲ့ညောင်းမှာပါ။ minus အရင်ဆုံးနောက်ဆုံးကကင်ငန်းတိုင်းဖြစ်တဲ့ minus 4T နဲ့ minus 4T minus 4T ကျကို minus 4T square နဲ့ဒီခုမြတ်တဲ့အခါမှာ minus နဲ့ minus ဆိုပြလိုက်ရမယ်။ဒီလေးကြီးကနော် အဲလေး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 ဒီက16ရပါတယ်။နော်ဒီ square နဲ့ဒီ unit တော့ t power 5ရတယ်။ -4 နဲ့ 2d အဲ +t r 2r ဒီနံပါတ်ကကမှာ၄နဲ့၄ရှေ့ -8 ပေါ့နော်။နောက်က r က r လုံးနဲ့ t က၄လုံးရပါမယ်။နောက်ကရှေ့ဆုံးက3ရနံပါတ်ကကမှာ3လေးဒီက7နဲ့နော် r လုံးနဲ့ t ကျူးနဲ့ဆိုတော့ဒီကနော် -3 r t ကျူး -8 r t power 4 +16 t power 5ရပါတယ်။ ဟုတ်ပြီနော်နောက်ဆုံးတစ်ခုကကျတော့ရိုးနံပါတ်စာလုံးနေပါနံပါတ်စာလုံးမှာ8 3 2 4 r 4r s ကွဲနဲ့2 r စကွဲအနဲ့မြောက်တဲ့ခါမှာဒီနောက်ဆုံးချင်းချင်းမြောက်ပါမယ်နော်2 r စကွဲအနဲ့4 r s ကွဲနဲ့မြောက်တဲ့ခါမှာဒင်းနဲ့ဒီက8 r စကွဲနဲ့ r နဲ့မြောက်တဲ့ခါမှာ r ကြီးရတယ် s ကွဲနဲ့ n နဲ့မြောက်တဲ့ခါမှာ s ကြီးရတယ်နော်နောက်ကလေလုံးပြည့်တဲ့2 s နဲ့မြောက်တဲ့ခါမှာနင်းနဲ့ဒီကလေအာကတော့နှစ်ထပ်ပဲ s ကတော့နှလုံးရတဲ့ပဲ s ကွဲရပါတယ်ဟုတ်ပါရှင်းတော့ -3 ရတဲ့မြောက်ကံမှာတော့3.6ဆို -6 ရတယ် R square နဲ့ R ဆိုတော့ R2S ပါဟုတ်နော်နောက်ကရှင်းသုံးရရှင်းလင်းရကမာနီရှိ16 16 R square အရာပေါ့နော်အဲဒီအဖြေက16 R square a minus 6R2S plus 4R square S square plus 8R2S square ဆိုတော့ရပါတယ်ဟုတ်နော်အဲဒီကျွန်တော်လေ့ကျင့်ခန်းသုံးသမ5ကတော့နံပါတ်ဒီနံပါတ်သုံးသမ5ရဲ့နံပါတ်နေလေးကတော့ဒီမှာစာလုံးကြီးပဲပြီးပါပြီပေါ့နော် 兄弟，这边的阿拉鹅，这是他妈的。